ရကဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်ဟောစတန်ကြီးကိုဟောကြားပေးမှာဖြစ်ပါတယ်။ဟောစတန်မဟုတ်ခင်မှာဆရာရဲ့မိတ်ဆွေတို့ဆရာကအဲဟောစတန်ကြီးဆိုတာဒီ17လပိုင်းအတွက်ကိုဆရာတို့အဲအိမ်ဆောက်ရတရားစလို့ဟုတ်လားယူရင်တူအခါပေးရတရားအစုံလာပြီလာကွယ်ငကားကောင်းအရက်ဟုတ်လားတီနေရနဲ့ဆရာရဲ့မိတ်ဆွေတွေကိုဒီ17လပိုင်းအတွက်အလုပ်ပိုင်းနေစီးပွားရေးတွေချွေစည်းအစရှိတဲ့အရာတွေအားလုံးကိုဆရာကရှုံပြီးတော့ချုပ်ခေါ်ထားတယ် ဆက်လာပိုင်းအတွက်အရှုပ်ဖြစ်ပါကြောင်းနဲ့ဆရာရဲ့မိတ်ဆွေတွေတနင်္ဂနွေကစပြီးတော့ဘယ်နေသားမစုအားလုံးနဲ့တက်ဆိုင်ကြောင်းနဲ့တချို့မိတ်ဆွေတွေကြတော့ဒီဟော့စတန်ကြီးမှာအိမ်ဆောက်တဲ့အခါဘယ်နေရာမှာဘလို့ဆောက်ရမလဲရည်တွင်းတူးတဲ့အခါဆိုတာလေးကိုဆရာကတလတာမင်္ဂလာအခါရီဟောအားလုံးကိုဆရာရွေးချယ်ပေးထားတာဖြစ်တဲ့အတွက်ဆရာကိုလာတိုင်းလာလာမိကြတယ်ဆရာဟော့စတန်ကြီးဆိုတာဘာလဲဆိုရင်တော့နေသားတိုင်းအတွက်ဖြစ်ပါကြောင်းပြောရင်းနဲ့ဆရာမိတ်ဆွေတွေဒီနေ့တော့25ခုနဲ့17လပိုင်းအတွက်ဟော့စတန်ကြီးကိုဆရာအခုပဲစတင်လိုက်ပါမယ်ခင်ဗျာ နမောတတဗဂဝတောအရဟတောဓမ္မံတံဗုဒ္ဓတာတရဏနှစ်2560ခုနှစ်မြန်မာတက္ကရာ1389ခုနှစ်တဇောင်မုံလနရောလအတွက်ဟောစဒံခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလအတွက်ဆတလပိုင်းအတွက်တလစာဟောစဒံကြီးနေရှောင်းရံဆောင်းရံအတွက်လိုအပ်သောအရာများကိုပြောပြပေးမှာဖြစ်ပါတယ်ဒီလအတွင်းမှာ၄ရက်ဆတလ2025 ၄ရက်၁၇လ၂၀25အင်္ဂါနေ့ဟာတစောင်းမူလာပြီနေလဲဖြစ်ပြီးတော့၁၉ရက်၁၇လ၂၀25ဗုဒ္ဓဘုရားနေ့ဟာတစောင်းမူလာခွေရလဲဖြစ်ပါတယ်အဲကြားဖြတ်ပြီးပြောလိုပါတယ်အဲဆရာတို့တစောင်းမူလာပြီနေဆိုဆရာကနှစ်စဉ်ချစ်ကြင်မြောက် ဆရာတောင်ကြီးဟောကမ်းမှာတောင်ကြီးကနေဟောကမ်းမှာမိတ်ဆွေတို့ဟိုဆရာတို့ကရွှင်ကျော်အိစာတရားမိတ်ဆွေဂိုင်းတော်ဝင်လည်းဖြစ်တော့ဆရာဖေကလည်းပြောကကုလာဆိုတော့အဲဆရာဖေကတော့ဗီဒီမဟုတ်ဘူးကြားဖေကပြောကကုလာနှစ်ပေါင်း20ကျော်ကြာပြီအဲ့တော့ဆရာတို့ဒီနှစ်တိုင်းဒီနှစ်နဲ့ဆိုရင်ဆရာပူဇော်ပွဲကြီးကြီးကျယ်ကျယ်လုပ်တာချစ်ကြယ်မြောက်ရှိပါပြီခင်ဗျာဒါကြောင့်မိတ်ဆွေတို့ဟလာတောင်ကြီးကဆရာမိတ်ဆွေကြုံတဲ့အခါပဲဖြစ်ဖြစ်အခြားနေရာကြီးကြုံတဲ့အခါပဲဖြစ်ဖြစ်ဆရာငယ်ရဲ့ဟလာဟိုဒီဆရာပူဇော်ပွဲမှာ ဆရာတို့ကဘယ်နေသားမဆိုအလူငွေထက်ဝင်ခြင်းတိခါမှာဒါပြီးတော့အားလုံးကိုလာတဲ့သူတွေအားလုံးကိုဆရာတို့ဟိုအားလုံးကိုပေါ့ထမင်းဟင်းအားလုံးကိုကျွေးပြီးတော့အဲဆွမ်းနာလူကိုဖုံးကြီး၅ပါးနဲ့အဲဟိုမနက်ပိုင်းမှာတော့ဖုံးကြီး၅ပါးနဲ့တော့အန်ဒီရကင်းပါညာပေါ့ဒါပြီးတော့ဆရာတို့ဟိုဒီချွင်ကျော်အိစာတရားမိတိစေဂိုင်းတို့ရဲ့ချစ်ကြင်မြဟောက်ဆရာပူဇော်ပွဲလည်းရှိပါကြောင်းနဲ့အဲဂိုင်းကန္နာကိုစိတ်ဝင်စားတဲ့မိတ်ဆွေများအဖို့တော့အဲလာရောက်နိုင်ပါကြောင်းအားလုံးကိုမိသူမဆိုအဲ မိတ်ဆွေတို့အနေနဲ့ဂိုင်းဝင်မှာမဟုတ်ဘူးဝင်ပြီးတော့ဒါနပြုလို့တဲ့မိတ်ဆွေများကုသိုလ်ပါဝင်လာပါကြောင်းထက်လောင်းဆရာကအကြံပေးလို့ပါတယ်။အိုကေဆရာတို့စပေါ်လာရအောင် လေပြစ်တာပြားသွားပြီ။ဤလအတွင်း၄ရက်၁၇လ၂၀၂၅အင်္ဂါနေ့ဟာတစောင်းမုံလာပြင်းနေလဲဖြစ်ပြီးတော့ပြဒနာရက်လည်းဖြစ်တယ်။၁၉ရက်၁၇လ၂၀၂၅ဘုတ်တဖူးနေ့ဟာတစောင်းမုံလာကွယ်နေလဲဖြစ်ပါတယ်။ဤလအတွင်းမှာငကားကောင်းအရှိပဲအရက်သူလှဲ့ပါတယ်။ ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကအနောက်ရက်တို့အတိအတိရှိနေကြတယ်အဓိကကတော့ဆရာတို့ငကားကောင်းအရှိပတ်အရာလှဲ့တာကိုသိရရပြီပေါ့သို့တော့မိတ်ဆွေတို့အိမ်ဆောက်ပနဲ့ရရေရင်တူးဟလာမိတ်ဆွေတို့အနေနဲ့ပဲဖြစ်ဖြစ်အဲငကားကောင်းနဲ့ပတ်သက်ပြီးတော့အိမ်ပြောင်းနေရရွှေ့တာပဲဖြစ်ဖြစ်နတ်နဲ့ငကားမလဲဇာကောင်းနဲ့ရှေးထုံးလဲမပဲကောင်းဈေးထုံးလဲမကြွယ်ကောင်းနဲ့ဤလအတွင်းငကားကောင်းဟာအရှိပန်းအရက်သူလှဲ့ပါတယ် ထို့သူဝမ်းကအတောင်ရက်ကြောကမြောက်ရက် အမိကအနောက်ရက်တို့အတိအတိတရှိနေကြပါတယ်ဒီလအတွင်းမှာကျမ်းမာရေးအနေနဲ့အများစုဟာလေထိုးလေအောင်ခြင်းများအသက်ရှူကြခြင်းများစသောအရာများကိုခလင်းငယ်တွေမှာအထုပိယူဆိုင်ရန်လိုအပ်ပြီးတော့အဖြစ်များတက်တော်လာဖြစ်ပါတယ်ခမထို့အပြင်အသက်ကြီးသူများဟူကတော့ဒူးတို့ခါတို့အစင်အမြစ်တို့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်လာလို့ရှိရင်နာကျင်ထိခိုက်တာမျိုးလေးတွေ အဲမိတ်ဆွေတို့အနေနဲ့သတိပြုစင်ကြင်ရလိုအပ်ကြောင်းနဲ့တကလေးငယ်များမိတ်ဆွေများဖို့ကတော့အဲအသက်ရှူကြတာတွေနှလုံးနဲ့ပတ်သက်တာတွေကိုသတိပြုစင်ကြင်ရလိုအပ်ပြီးတဲ့အခါအသက်ကြီးသူမိတ်ဆွေများဖို့ကတော့ဒူးတို့ခါတို့အစစ်မြင့်တို့နဲ့ပတ်သက်တဲ့ယောဂါတွေကိုတာမန်အားဖြင့်သတိထားစင်ကြင်ရလိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဒီ၁၂လပိုင်းအတွင်းမှာဆိုရင်အထူးသဖြင့်ခရီးသွားဆိုင်ရာလုပ်ငန်းများစက်ပစ္စည်းရင်းဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများဒက်စီဒီဇယ်လောင်စာစီအဆရှိသောအရာများအိုးအိမ်ရှမ်းပြည်နေရာထိုင်ခင်းများ များစွာထွန်ကားတက်ပြီးတဲ့အခါစားတောက်ကုန်လုပ်ငန်းများစံစီစေစားစက်ပစ္စည်းအဆရှိသောလုပ်ငန်းတွေအထယ်လိတ်လုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအလှပရေးရာဖန်စီဆိုင်ရာလုပ်ငန်းတွေဟာဈေးကောင်းနိုင်သောလအဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ချွေစည်းဟာအတက်ပတ်သို့ရောက်ရှိနိုင်တော်လဲမတိမငိမ့်ဖြစ်ခြင်းအပြောင်းလဲများခြင်းတွေကြောင့်အတက်သောလဖြစ်ပါတယ်။လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့မေတ္တာရေးကံစံအင်မတန်အားသာကောင်းမြင်ပြီးတော့ ရည်စားလဲရအိမ်အောင်လဲကြတာမျိုးသို့မဟုတ်ရင်ဖူးစာဗတ်အစ်စ်အမှန်ပေါ်လာတာမျိုးလေးတွေကြုံရတတ်တော့ကြောက်ဆရာမိတ်ဆွေများအရှိရင်နဲ့ပတ်သက်ရင်တော့ဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဟာအရှိရင်နဲ့ပတ်သက်ရင်တော့တုံဆိုင်တွေ့ဝင်မနေပဲနဲ့ဇာငင်နာလဲမင်္ဂလာရက်လာရွေးလို့ရကြောင်းနဲ့အဲမိတ်ဆွေတို့အရှိရင်မှာတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဟာအသာကောင်းမှုပြီးတော့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းလူကြီးမိဘအနေနဲ့တွေ့ဆုံဆောင်ရွက်ခြင်းတွေအတွက်လဲအသာကောင်းမှုကြောင်းထပ်လောင်းအကြံပေးပါရစေခင်ဗျာနော်ထို့ပြင်မိတ်ဆွေတို့အိမ်အောင်ရှင်များဖို့ကတော့ နေရာထိုင်ခင်းနဲ့ပတ်သက်သောကိစ္စများကြောင့်အိမ်ဆောင်ကြီးမှဖြစ်ဖြစ်အဲမိမိရဲ့အိမ်ဆောင်ဘက်ရဲ့ယာရုလုပ်ငန်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ဖြစ်ဖြစ်အဲမိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးဖြစ်စေမိမိကိုယ်တိုင်ဖြစ်စေနေရာထိုင်ခင်းအပြောင်းလဲအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်တော့စိတ်ပန်းလူပန်းအနှဲငယ်ဖြစ်ရတာလွဲရင်နေရာအစ်ပိုင်ဆိုင်ခြင်းအိုးအိမ်ရှံမီနေရာအစ်ရရှိခြင်း ်ပြောင်းရွှေ့ခြင်းရာထူးတက်ခြင်းတွေကြောင့်စိတ်ချမ်းသာစရာမျိုးဝေးကွာနေသောအိမ်တော်ရှင်များအဖို့အပြောင်းလဲလေးတွေကြောင့်ပြန်လည်စုံစည်းရတာမျိုးတွေကြုံရတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒီလကအတော်တွင်မှဆိုရင်တနင်္ဂနွေသားသမီးရဲ့အနေနဲ့အလုတ်သွဲလုတာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်တနင်္ဂနွေသားသမီးဇနီးသားသမီးတွေနဲ့တွဲဖက်ပြီးမိတ်ဆွေတို့ရဲ့အကြံအစီကိုအကောင့်ထဲပေါ်ပြီးတော့ညှိနှိုင်းတိုင်ပင်ဆောင်ရွက်တာမျိုးပါ။ကံကိုအားသာကောင်းမှုပြီးဈေးပြီးတော့၄ကနန်း၆ကနန်း ဇီရိုကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့မိုးပြာရောင်အဝါရောင်ပန်းရောင်အဆတ်ရှိသောအရောင်တွေများများပါသောအရောင်တွေကိုဝတ်ဆင်ပြီးမိတ်ဆွေတို့ရဲ့လိုရာမှုကိုပြုလုပ်ဆောင်ရွက်နိုင်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါစီအကျိုးပေးကံကောင်းစေသောအရတ်မှာအရှိစူးစူးရဖြစ်ပါれခမညာဒါအပြင်မိတ်ဆွေတို့ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာအရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာလ3ရက် 17ရက်22ရက်နေ့ဒီမှာမိတ်ဆွေတို့ရဲ့အရေးကြီးသောလုပ်ငန်းဆောင်တာတွေကိုပြုမှုဆောင်ရွက်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေနိုင်တယ်လို့အိမ်ဆောက်ပနက်ရရေရင်တူလို့တော့ဆရာမိတ်ဆွေများဖို့ကတော့နိုဝင်ဘာလအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာ10ရက်16ရက်15ရက်နေ့ဒီမှာအိမ်ဆောက်ခြင်းပနက်ရခြင်းမြေတူးဆွားမှုအလုပ်တွေမှာအားသာကောင်းမှုပြီးတော့ပြုလုပ်နိုင်ကြောင်းနဲ့ရှင်ပြုရဟန်းခံအိမ်ဓာတ်မင်္ဂလာပြုလုပ်လို့တော့မိတ်ဆွေများဒီအောက်တိုဘာလ၄ရက် 22ရက်28ရက်နေ့ဒီမှာပြုမှုဆောင်ရရင်အာသာကောင်းမှုတိုးတက်နိုင်ပါလေအိမ်ဆောင်ပြုစစ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့ရဆရာငယ်ရဲ့မိတ်ဆွေညီကိုမောင်တို့ပါများအနေနဲ့ကတော့နိုဝင်ဘာလ17ရက်21ရက်24ရက်နေ့ဒီမှာအဲညနေမွန်းတဲ့2နာရီမကျော်မီ ဟလာနိုဝင်ဘာလ17ရက်21ရက်24ရက်နေ့ဒီမှာအဲရှေ့တိုးဆောင်ရပြီးတော့အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းကံလန်းခြင်းနဲ့လက်ထပ်မင်္ဂလာပြုလုပ်နိုင်ကြောင်းဆရာမေဆွေတို့ဆရာကအကြံပေးဟောကြားလိုက်ပါတယ်ခင်ဗျာဒီ2025ခုနှစ်အတွက်ဇာငယ်အနေနဲ့2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပေးရတော့မျိုးမိတ်ဆွေဝိညာကဏဖြစ်လာပြီဆိုရေရရာကြိုက်တလို့ရှိစွမ်းမှာမဟုတ်ဘူးအုံဖွားဟတ်ဆောင်နဲ့ ကန်စားတာတက်ကြီးဆိုရင်ဆရာငယ်ရှမ်းတာလားကြားပါပြီခင်ဗျာကဲမိတ်ဆွေတို့ကိုဆရာနောက်တစ်ခါလောက်ထပ်ပြောခြင်းပါလေစကားလက်ဆောင်လေးဆရာငယ်ရဲ့မိတ်ဆွေများ2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပေးရတော့ဗျိုးမိတ်ဆွေဝိညာကန်တာဖြစ်လာပြီဆိုရေရရာကြိုက်တလို့ရှိစွမ်းမှာမဟုတ်ဘူးအုံဖွာဟတ်ရှတောင်းနဲ့ကန်စားတာတက်ကြီးဆိုရင်တော့ဆရာငယ်ရှမ်းတာလားကြာပြီ ဤက2025ခုနှစ်17လပိုင်းတွင်ဟောစတန်ပြီ။ကဲကျေးဇူးတင်ပါတယ်။ဆရာငယ်မိတ်ဆွေ900တား900တားသမီးများအပေါင်း2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါတက်နေတကူလက်ဝေဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတို့ဝကြပါစီကြောင်းနဲ့ဇန်နာပြည်တွင်မြေကြီးဖုန်ကိုတုံညာ2ကိုတုံညာ၄တက်လျှောက်7902900 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်6653 5050 5နှစ်မှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့ ဆရာမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအောင်မြင်ပါစေ။ဆရာဟောစတန်ရိုက်တဲ့အခါမှာအဲဗီဒီယိုရိုက်ဖွက်လေးတွေမိတ်ဆွေတို့အနေနဲ့မြင်ကွင်းလေးတွေအတက်နိုင်လို့ကျွန်တော်လေယူလေသိန်းလေးတွေကိုအတက်နိုင်ဆုံးအဲကောင်းမွန်အောင်စူးစမ်းထိမ့်သိမ့်ပေးထားတဲ့အတွက်ဆရာမိတ်ဆွေများကြည့်ရတာအန်တရန်ဖြစ်နေဖြစ်ဖြစ်လိုအပ်တာလေးတွေကိုရင်ထဲကနေအကြံပြုပေးပါအောင်လို့ပြောရင်းနဲ့နောက်တနင်္ဂနွေကစလို့စနေဆုံးဗီဒီယိုခုနှစ်ပုတ်မှာပြန်ဆောင်ကြပါအောင်စုဗျာကျေးဇူးတင်ပါ